ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ မင်္ဂလာပါလို့နှုတ်ဆက်တာပေးပါရခင်ဗျာဒီကဲဗီဒီယိုဖိုင်လေးကအကျွန်းစရိုက်ကလေးပေါ့နော်အကျွန်းဆိုတာဘာကိုကျွန်းလဲဆိုတဲ့အခါကျတော့မိမိရဲ့မြမမွေးခုနှစ်တက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ရှင်အကျွန်းထွက်တယ်လေ ကျွင်း၊နှစ်ကျွင်း၊၃ကျွင်း၊၄ကျွင်း၊၅ကျွင်း၊၆ကျွင်း၊၃ညကျွင်းဆိုပြီးခုနှစ်ဆန်၃ညကျွင်းအဲ့ထီအောင်ခုနှစ်မျိုးတည်းပဲနော်အဲ့တော့တနင်္ဂနွေသားသမီးကြီးကနေပြီးတော့စနေသားသမီးအထေဝန်နေပြီးတော့ဘာဖွားလဲဘာဖွားဘာဖွားဆိုတာဇာတ်တော်ဥမ္မဗျာဘင်္ဂဘွားမရဏဘွားအထွန်းဘွားတိုက်ဘွားဇာဇာဘွားပုတိဘွားအဓိပတိဘွားဆိုပြီးတော့အဲ့ဒီအဖွားကြီးရဲ့အခေါ်နာမည်တွေလည်းခုနှစ်နေနော်ပါပါပေါ့နော်အဲ့တော့နေ့ခုနှစ်နေနဲ့ အဖွာနာမည်ခုနှစ်ခုပေါ့နော်အမည်နာမပေါ့နော်အဲအဖွာနဲ့ပတ်သက်ပြီးအမည်နာမခုနှစ်မျိုးလဲပြောပြပါလေဒါဆိုရင်ခုအကျွန်းစရိုက်လည်းတည်သွားပြီဘာဖွာဆိုတဲ့အကြောင်းတရားလည်းတည်သွားပြီဆိုလို့ရှင်အခုပြောပြပြီးမှာကတနင်္ဂနွေဓာတ်ရည်နဲ့ပတ်သက်ပြီးတော့ ဟောပိုင်းဆင်ရလေးကိုတနင်္ဂနွေသားသမီးတွေကိုစတဲ့ပြီးတော့ဟောပြောပြပါတော့မယ်။ဒါကြောင့်မို့ကျွန်တော်ရှေ့ဗီဒီယိုဖိုင်လေးတွေမှာဒီအကျွန်းစရိုက်နဲ့သဖွားစာတာလေးဒီထားမှသာလဲတစ်ချက်သေးနားလဲသွားတာပေါ့နော်။လိုက်ပြီးတော့ရှာစရာမလိုတော့အဲပထမပိုင်းပထမဗီဒီယိုဖိုင်လေးမှာအဖွားစာတာနဲ့အကျွန်းစရိုက်တီးဖို့လိုတယ်လို့ကျွန်တော်ပြောတာအဲပြီးသွားပြီ။အခုတခါလေးတော့ဒါရိုက်ဟောနေ အကျွန်းဆိုင်နဲ့နေသားသမီးကိုဟောပြောပေးတတ်မှာဆိုပါတယ်။တနင်္ဂနွေသားသမီးကစာမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတစ်ကျွန်းသမားတွေဟာမွေးရတနေရကြီးရတနေရအောင်ပြင်နာကတနေရဖြစ်ပါမယ်။တစ်ကျွန်းသမားတွေဟာ အလုံနေရထိုင်ခြင်းအပြောင်းအရွှေ့မတီးမြဲတတ်ပါဘူး။မကြာခဏပြောင်းရွှေ့ရတတ်ပါတယ်။ တစ်ကျွန်းမားတွေဟာအိုးရင်အဆောက်အုံကြီးကြီးမားမားတွေဆောက်ပြီးတော့နေတဲ့ခါမှာအကြိုင်သင်ခံပြီးတော့နေတိုင်းခွင့်မရှိဘဲနဲ့ရုပ်တရက်ပြောင်းရွှေ့သွားတာရုပ်တရက်ကျမိုင်ညံ့သွားတာပေါ့နော်အချောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့လျက်ရတာကျွမ်းတတ်ပါတယ်တနင်္ဂနွေနေ့တာသမီနဲ့ပတ်သက်ပြီးတော့နော်အဲဒါဘင်္ဂဘွားဓမာတွေ ဒါပြင်တနင်္ဂနွေသားသမီးဘင်ကဘဝရမတွေကအမြဲတမ်းအပြောင်းအလဲတွေဖြစ်တတ်ပါတယ်အမြဲတမ်းအပြောင်းလဲဖြစ်တယ်နောက်တစ်ခုကအထက်လူကြီးတွေနဲ့မတက်မြတ်တတ်ဘူးသူတို့ကလုပ်ငန်းဆိုလို့ရှင်စသဖြင့်တော့သိဝင်စားတယ်နောက်ပိုင်းမှာပေါ့ရော့သွားတယ်နော်ပေါ့ရော့သွားတယ်မလုပ်ချင်တဲ့မကန်ချင်တဲ့စိတ်တွေ ဘဝမကြတဲ့စိတ်တွေအားမလို့အားမရစိတ်တွေတနုရီသားသမီးဘင်ကဘွားတွေကဘင်ကဘွားတွေကဘာနဲ့တူလဲဆိုရင် တောမှာရှိပီယာလူကတနုရီသားသမီးကမြို့တက်ချင်တယ်မြို့ကိုရှိနေတဲ့တနုရီသားသမီးရတယ်တိတ်မကြဘူးတော့ပြန်ဆင်းကျင်တယ်ပေါ့နော်အဲ့လိုပဲ ကူကြည်တွားကြည်လာကြည်ပုံစံမျိုးပေါ့နော်သုံးကြည်ဆန်းကြည်ပုံစံမျိုးခဏခဏလှုပ်လေရှိတယ်ဒါတနင်္ဂနွေသားသမီးတွေရဲ့ဇယိုက်လက္ခဏာအခုကတနင်္ဂနွေသားသမီးနဲ့ပတ်သက်ပြီးဇယိုက်လက္ခဏာအဟောလို့လာပါပြီဒါဖြင့်တနင်္ဂနွေသားသမီးတွေကကိုယ့်ဘဝအတွက်တည်မြဲနေတယ်ဆိုလို့ရှင်အဲ့ဒီဘင်ကဘွားတွေကတပူတဲ့တော်လို့ကိုစောင့်ချပြီးတော့လောမှာဖြစ်ပါတယ်အောင်မြင်ကြော်လောက်အောင် ထောင်ရောက်မှာဖြစ်ပါတယ်အပြောင်းလဲတွေလျှော့ချမှာဖြစ်ပါတယ်ခက်လူကြီးနဲ့ပတ်သက်လို့တင့်မြအောင်နေရဖြစ်တယ်အဲ့လိုဆောင်ရွက်လိုက်လို့ရှင်သူကအလောက်ကန်နေတည်မြဲရတယ်အတူပြေးလာတယ်အထက်လူကြီးတွေနဲ့လည်းတင့်မြလာတယ်ပေါ့နော်လူကြီးပိုင်းနေနဲ့ပတ်သက်ပြီးတင့်မြလာတယ်ပြောချင်တာကနေရာတိုင်းမှာဘယ်အရာမှချုပ်ကြိုက်ထားလို့မရဘူးဆိုတာကိုကိုယ်တိုင်အလှူရှားမှုဖြစ်နေတော့ ကိုယ့်ရဲ့လှူရှားမှုကြောင့်မတည်မြဲတဲ့သဘောတရားကြောင့်ကိုယ်ကိုယ်တိုင်ကိုထိကျုံအောင်ဖြစ်တယ်။ဒါပြန်ကိုယ်နဲ့ပတ်သက်ရပတ်သက်ကြောင်းတွေ့ဘက်တရားသူတို့ဒီကိုယ်ကိုအမြဲတမ်းချက်လက်ခွင့်မရှိဘူး။ထုံးနေလိုပဲအထက်လူကြီးတွေလည်းကိုယ်ကိုအမြဲတမ်းစုံမုံးနိုင်ခွင့်မရှိဘူး။ကိုယ့်ရဲ့သဘောတရားကိုနားလည်ရင်သူတို့ကလက်ခံတော့မှာဖြစ်တယ်။ဒါကပြီးလေးတွေပေါ့နော်။တော့ချက်ကလေးတွေပါပဲ။တော့ချက်ကလေးတွေ။ကိုယ်ကိုယ်တိုင်ကအခရာဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်။ ။ဒါပြလို့ရှင်သံွေသားသမီးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်တာအူကြီးဦးဆောင်နဲ့ပတ်သက်တာအဲနေရာထိုင်ခင်းနဲ့ပတ်သက်တာဆိုလို့ရှင်လေသက်ရှိအနေထားကိုကိုအောင်မြင်တယ်ဆိုလို့ရှင်အောင်မြင်တဲ့အပိုင်းမှာမအောင်မြင်ခဲ့တဲ့မှာစောက်စောက်ဆင်းရမယ်လို့ပြောခြင်းတယ်ခဏခဏယူလျာနေစရာယူလျာလို့ဆုံးတတ်မှမဟုတ်ဘူးလို့ပြောခြင်းပါဘင်္ဂါတော်ဘာတွေဘင်္ဂါဘောဓမာတွေကအိမ်တော်ကြီးမှာမတီးမြဲတော့အိမ်တော်နဲ့ဆက်ကြရတယ် နော်နော်အိမ်တောင်20အိမ်တောင်20လို့မဟုတ်ဘူးနော်တို့မဟုတ်အိမ်တောင်နဲ့ပတ်သက်ပြီးတော့နေအနေဝေးတဲ့အိမ်တောင်နဲ့တနေရာနဲ့ပေါ့အိမ်တောင်ကြပြီဆိုရင်သိမကြဘူးတခြားနေရာကိုပြောင်းရှိသွားတာမျိုးကျွမ်းတတ်တယ်အဲ့တော့အိမ်တောင်ကြီးမှလည်းမတည်မြတ်တတ်ဘူးဘိုးကြီးနေရာတန်ခင်းမတည်မြတ်တတ်ဘူးလို့ဟောပြောပေးရမှာဖြစ်ပါတယ်ဒါတနင်္ဂနွေသားသမီးတင်ကဘွားသမားများအတွက်ပေါ့နော်